တရားလုံးမှာနှစ်ဦးသဘောတူကွာရှင်းပြက်စင်းမယ်ဆိုရင်ဘာတွေလိုအပ်ပါသလဲအားလုံးပဲမြင်လာပါကျမကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှေ့နေတော်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျမတို့ Law Firm အနေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေရရှိပါတယ်ဒီနေ့ကျမဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကတော့တရားရုံးမှာနှစ်ဦးသဘောတူကွာရှင်းပြက်စင်းမယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်လေးဆွေးနွေးပေးမှာပဲဖြစ်ပါတယ်အဲနံပါတ်1အချက်လိုအပ်တာကတော့နှစ်ဦးလုံးဟာဗုဒ္ဓဘာ ာသာဝင်တွေဖြစ်ရမယ်။အဲတော့ကာကန်ရှင်တို့ဦးလုံးဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ဖို့လိုအပ်တယ်ပေါ့နော်။နံပါတ်1ကတော့ဒီကာကန်ရှင်တို့ဦးလုံးဟာတရားရုံးကိုလူကိုယ်တိုင်သွားရောက်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့တယောက်တနေရာစီဖြစ်နေတာကတော့နိုင်ငံပြင်ပကိုရောက်ရှိနေတာမျိုးဆိုရင်တော့တရားရုံးမှာကွာရှင်းပြည့်စည်တဲ့စာချုပ်ကိုဆောင်ရွက်လို့ရမှာမဟုတ်ပါဘူး။နံပါတ်3အချက်လိုအပ်တာကတော့ကာကန်ရှင်တို့ဦးရဲ့မပုံတင်မှုရင်းတွေလိုအပ်ပါတယ်။အဲတော့တရားရုံးကိုသွားတဲ့အချိန်မှာမပုံတင်မှုရင်းတွေယူဆောင်သွားဖို့လိုအပ်တယ်ပေါ့နော်။နံပါတ် ေအချက်လိုအပ်တာကတော့တက်တည်နေရောက်တက်တည်နေရောက်ရဲ့မပုံတင်မှုရင်းနေလိုအပ်ပါတယ်။အဲတော့တရားရုံးဝင်သွားတဲ့အချိန်မှာတက်တည်နေရောက်ကိုခေါ်ဆောင်သွားရမယ်အပြင်သူတို့ရဲ့မပုံတင်မှုရင်းနေလည်းယူဆောင်သွားဖို့လိုအပ်ပါတယ်။နောက်ထပ်နံပါတ်5လိုအပ်တာကတော့ question စာချုပ်ပေါ့နော်။ question စာချုပ်ကိုပြင်ဆင်ပြီးတော့ယူဆောင်သွားရမှာပဲဖြစ်ပါတယ်။အဲတော့ဒီနေရာမှာကျွန်မတခုလေးတတိပေးချင်တာက question စာချုပ်မှာက question နဲ့အကြောင်းအရာကိုပဲထည့်သွင်းရေးသားရမှာဖြစ်ပြီးတော့တခြားပစ္စည်းခွဲတဲ့ကိစ္စတွေကလေးအုပ်ထိန်ခွင့်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့ထည့်သွင်း င်းရေးသားလို့မရပါဘူး။အဲ့လိုကိစ္စရက်လေးတွေရှိရဆိုရင်တော့အပြစ်မှာရှိနေရှိရတဲ့နေတိုင်းမြင်ပြီးတော့တည်တန့်စာချုပ်ချုပ်ဆိုရမှာပဲဖြစ်တယ်။တရားရုံးကတော့ကွာရှင်းတာတည်တန့်ကိုပဲဆောင်ရွက်ပေးပါတယ်။တရားရုံးကတော့စနေတနင်္ဂနွေနဲ့အစိုးရရုံးပိတ်ရက်တွေမှာပိတ်ပါတယ်။ဘယ်တရားရုံးမှာပဲဖြစ်ဖြစ်ပေါ့မြန်မာနိုင်ငံမှာရှိတဲ့ဘယ်တရားရုံးမှာပဲဖြစ်ဖြစ်ကွာရှင်းတဲ့ကိစ္စကိုဆောင်ရွက်လို့ရပါတယ်။အခုကျမဆွေးနွေးပေးတဲ့အကြောင်းအရာလေးကတော့တရားရုံးမှာနှစ်ဦးသဘောတူကွာရှင်းပြည့်စုံမယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြံပြင်းလေးဆွေးနွေးပေးတာပဲဖြစ်တယ်။ ယ်။နောက်တစ်ပိုင်းမှာတော့ကျွန်မသက်ဆိုင်ရာခေါင်းစဉ်လေးရဲ့ live ဆက်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ thank you